ုံးတလုံးမှာ WeChat နှကောင်ဖွင့်လို့မရတော့ဖုံးတလုံးမှာ WeChat နှကောင်ကဖွင့်လို့ရတယ်ဒါ original software ဒါ setting နဲ့ဝင်တာမဟုတ်လား app ကိုဝင်ပြီးရင်ကျွန်တော်ဒီမှာကျူတယ်ကျူပြီး creep ပြီးမှ WeChat ကိုထပ်ပေါ်လာနေဆိုရင်ဒါဆိုကျွန်တော်နှကောင်ရအင်းဒါဆိုရင်နှကောင်ရ ီမှာနောက်တော့ကောင်းထပ်ပေါ်လို့ရအဲ့ဒီမှာလူတွေကဘာမှလဲဆိုတော့နှာခေါင်းဖွင့်လို့ရတယ်နှာခေါင်းဖွင့်လို့ရတယ်ဆိုရင်ဒီ WeChat ဖွင့်ထားတဲ့ဒီဖုန်းနံပါတ်ကိုဒီဖုန်းနံပါတ်နဲ့နောက်တော့ဖွင့်ရဲထင်ပြီးတော့ iPhone နံပါတ်နဲ့နောက်တော့ထပ်ဖွင့်ကြတယ်ဖုန်းနံပါတ်ကတစ်ခုကိုတစ်ကောင်းမဖွင့်လို့ရဖုန်းနံပါတ်တစ်ခုနဲ့အကောင့်နှစ်ခုဖွင့်လို့မရဘူး ဒီဖုန်းနံပါတ်နဲ့နောက်ထပ် account update ကိုဖွင့်လို့မရဘူးပေါ့နော်အဲ့မဲ့လူတွေကမှားကြပြီနှစ်ကောင်းဖွင့်လို့ရနှစ်ကောင်းဖွင့်လို့ရဆိုရင်အခုလိုမျိုးဟိုတကောင်းဖွင့်လိုက်တယ်တကောင်းဖွင့်ပြီးတော့နောက်ထပ် account ကို aika phone number ချင်းနဲ့ပဲထပ်ဖွင့်လိုက်တာအဲ့တော့ aika phone number ဒီဖွင့်ပြီးတဲ့ phone number ကိုဒီမှာ account တက်ထပ်ဖွင့်လိုက်ပြီးဆိုရင် aika phone number နဲ့ဖွင့်ထား account ကဒီမှာ phone number ကပြုတ်သွားတယ်တချို့ကြီးကြတော့ ဖုန်းမှာဖုန်းနံပါတ်တွေပဲပြုတ်သွားရင်တော့ဖုန်းနံပါတ်တွေပဲပြန်ထည့်လို့ရတော့ပေါ့နော်ဒါပေမဲ့ဒီကိုကိုကဒီအကောင့်နဲ့ login ဝင်မထားဘဲနဲ့အကောင့်ကပြောင်းနေပြောင်းနေပြီချင်မှဒီမှာ software ဖွင့်ပြီးတော့ပေါ့နော်အကောင့်တက်ထပ်လဲဖွင့်လဲဖွင့်လိုက်ပေါ့အဲဒီအကောင့်ကိုဝင်ဖို့ဖုန်းနံပါတ်ကမရှိတော့ပဲအဲ့ဒါကြီးလွှဲကြတာပေါ့နော်ဖုန်းတစ်လုံးမှာနှစ်ကောင့်သုံးကောင့်ဖွင့်လို့ရတယ် sync card တစ်ခုအကောင့်တစ်ကောင့်ပဲဖွင့်လို့ရတယ်